ရိသမြအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာဖိုက်တာလေးတန့်စင်ရဲ့မျက်လုံးဝေဒနာကိုကာလာကြာအောင်ကုရတဲ့အထိရောက်သွားလိမ့်မလားဆိုတာပြည်သက်တွေစိုးရိမ်နေကြပါတယ်ဟုတ်ပါတယ်လက်ရှိမှာတန့်စင်ဘက်ကလည်းမျက်လုံးအခြေအနေအရပါဆိုတာကိုမပြောသေးဘူးမျက်လုံးရဲ့ပြဿနာကလည်း1 championship ဘက်ကဆီအောင်ကလည်းဒီဈေးစာကိုထုတ်ပြန်လာတော့မဟုတ်သေးဘူးပေါ့လေဒါပေမဲ့တန့်စင်က ပွဲထိုးဖို့တောင်းဆိုသည့်တိုင်မျက်လုံးရဲ့အခြေအနေဟာစိတ်မချအောင်လို့ဆရာဘက်ကနေပွဲထိုးခွင့်မပေးဘူးဆိုတာကတော့ဒီမျက်လုံးပြဿနာဟာလက်ရှိမှာယောဂါတော့နှုတ်လိမ့်မယ်တစ်ချိန်ချိန်မှာစိုးရွားတာဖြစ်လာနိုင်လို့ဆရာဘက်ကပွဲထိုးဖို့ထောက်ခံကြမှာပေးခဲ့တာလို့သုံးသပ်ချက်တွေထွက်ပေါ်နေပါတယ်။ဒါမှပြိသက်တွေကတော့တန့်စင်ရဲ့အကိုကိုထိုးလင်မှုရဲ့ဖြစ်ရတဲ့ဆက်ဆက်နိုင်ရှင်ပြီးတော့တန့်စင်အတွက်စိုးရိမ်နေကြတယ်ပေါ့လေ။ကိုထိုးလင်မှုဟာသူ့ရဲ့တကယ်အကောင်းဆုံး ရှိန်ကိုရောက်တဲ့အချိန်မှာမျက်လုံးဝေနာကြောင့်လုံဤလောကကိုကြောက်ခိုင်းသွားခဲ့ရတယ်ပေါ့လေတန့်စင်နေနဲ့လဲအခုဝမ်းမှာဆိုရင်သူဒီပွဲစဉ်လေးပွဲထိုးပြီးပြီးဟိုငါးဝဲမြောက်ပွဲစဉ်ကိုရောက်တဲ့အချိန်မှာဒီလိုဖြစ်ရဆိုရင်ဆန်းရတယ်ပေါ့လေလက်ရှိကျွန်တော်တို့ကြားသိရတဲ့သတင်းတွေမှာတော့တန့်စင်ရဲ့မျက်လုံးမှာအဆက်ပြောက်တွေတွေ့တယ်စပော့တွေတွေ့တယ်ဒီလောက်ပဲကျွန်တော်တို့သိရှိရသေးတယ်ဒါပေမဲ့ဒီမျက်လုံးဟာဒီကိုပြန်လာပြီးကုရင်တလားနဲ့ ဆင်ပြေမလားနှစ်လနဲ့ဆင်ပြေမလားဆိုတာမသိရှိရသေးဘူးတကယ်လို့သူ့မျက်လုံးဝေဒနာဟာခံမှန်းတာမျိုးမဟုတ်ဘဲနဲ့တခုခုသောဆွဲကပ်မှုဝေနာမျိုးဆိုရင်ကာလရှည်ကုသရာမျိုးဖြစ်သွားနိုင်ပါတယ်တန့်စင်ဟာဒီကြားထဲကနေပွဲကိုမချက်ဖဲနဲ့ပွဲထိုးခွင့်ပေးဖို့ဘက်စုကံပေးနဲ့ပွဲကိုတက်ထိုးဖို့အတွက်သူ့ဘက်ကရသလောက်ကြိုးစားခဲ့ပါသေးတယ်ဝမ်ကိုအခွင့်အရေးတောင်းခဲ့ပါသေးတယ်သူ့ကိုအခွင့်အရေးပေးဖို့ဒီလို မျက်လုံးပြဿနာရှိမယ်သူထိုးနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့လေသူတောင်းခဲ့တယ်ဒါပေမဲ့ဆရာဝန်ကလုံးဝထောက်ခံချက်မပေးခဲ့ဘူးဝမ်ဘက်ကလည်းဆရာဝန်ကထောက်ခံချက်မပေးခဲ့တဲ့ဖိုက်တာတယောက်ကိုပွဲထိုးခွင့်ပြုလိုက်တယ်ဆိုရင်သူတို့ဘက်မှာခရဲရိုက်တာတွေကြီးမားလာလို့ကြောက်တဲ့အတွက်ပွဲကိုဖျက်ပစ်လိုက်တယ်ဒါကြောင့်လဲပွဲပြတ်သွားခဲ့ရတယ်လက်ရှိမှာတော့တန့်စင်ရဲ့မျက်လုံးအခြေအနေကပြန်လဲကောင်းမှုမို့အတွက်လက်အတန်ကြာကုသရဖို့ရှိတယ်လို့ကျွန်တော်တို့ အကြမ်းမင်းသတင်းကြားသိရတယ်ပေါ့လေဒါကြောင့်တန့်စင်အနေနဲ့ဝမ်းစင်မြင်တဲ့တော့ကာလတစ်ခုကြာဝေးဝါနေလို့ရှိပါတယ်မျက်လုံးဝေဒနာကုသလို့စိတ်ချရတဲ့ရှင်တွေကိုရောက်ပါပဲတန့်စင်ဟာပွဲထိုးခွင့်ပြန်လည်ရရှိလိမ့်မယ်လို့သိရှိရပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ